ေလေးကိုချေပေးမှကြိုဆိုပါတယ်ရှင်။မေလေးတွေကထိုးပြပေးမှာကတော့ဒီလိုကလစ်မျိုးလေးနဲ့ဖဲဝင်ကလစ်ထုံးလေးလို့ကိုထိုးပြပေးမှာဖြစ်ပါတယ်။ဖဲဝင်လေးစားထိုးဖို့အတွက် ပြင်ဥဆုံးဖုံးမီအချက်20ကို အရင်ထိုးပါမယ်နော်။ဖုံးမီချက်20ထိုးပါမယ်။1 2 3 4 5 6 7 8 9 10 B20 ရသွားပါပြီเนาะဖုံမွန်း20ရသွားပြီဆိုရင်အခုထိုးလိုက်တဲ့ဖုံမီးရဲ့ဒီဘေးကအပေါက်ထဲကိုတိုင်လက်လေးထိုးပါမယ်เนาะဒီဘေးကအပေါက်ထဲကိုတိုင်လက်လေးထိုးပါမယ်တိုင်လက်ဆိုတာကဒီလိုမျိုးခြေကိုဒီလိုယူလိုက်ပါတယ်เนาะပြီးရင်အပေါက်ထဲကနေပြီးတော့ခြေကိုပြန်ဆွဲလိုက်ပါတယ်ဒီမှာအပေါက်မှာဝင်းလေး၃ဝင်းရှိတယ် သွားပါတယ်အဲ့ဒီဝင်သုံးဝင်းစလုံးကိုတစ်ခါတည်းထုတ်လိုက်ပါတယ်เนาะအဲ့ဒါကတိုင်လက်ပါเนาะပြီးရင်နောက်ပေါက်ထဲကိုလည်းတိုင်လက်ထိုးပါမယ်เนาะဒီတိုင်းမဲ့တပောက်ကိုတိုင်လက်တစ်ခုစီနဲ့ဒီအထီးထိုးသွားပါမယ်เนาะ ဒီထင်းရပြီဆိုလို့ရှိရင်နောက်တစ်ကြောင်တက်ဖို့အတွက်ဖုန်မီတစ်ချက်ထိုးပါမယ်နော်ပြီးရင်ဒီဘက်လေးကိုလှည့်လိုက်ပါမယ်ဒီဘက်ကိုလှည့်ပြီးရင်ဒီဒီအပေးကအပေါက်ထဲကိုတိုင်လက်လေးထိုးပါမယ်ပြီးရင်နောက်ဘက်ကိုလည်းတိုင်လက်ထိုးသွားပါမယ်နော်ဒီပုံစံအတိုင်းပဲတပောက်ကိုတိုင်လက်တစ်ခုစီနဲ့ဒီအဆုံးထိထိုးသွားပါမယ်နော်။ဘောက်ကိုတိုင်လက်တစ်ခုစီနဲ့အဆုံးထိထိုးသွားပါမယ်။ ဒီတိထိုးလာပြီပြီဆိုရင်တော့ကြောင်းတက်ဖို့အတွက်ဖမီးတစ်ချက်ထပ်ထိုးပါမယ်နော်ပြီးရင်ဒီဘက်ကိုလဲလိုက်ပါမယ်ပြီးရင်လက်ဒီဘေးကပေါက်ထဲကနေပြီးတော့တိုင်လက်လေးထိုးပါမယ်နော်ဒီကြောင်းကလည်းအရင်ကြောင်းနဲ့တူပါရဲ့နော်တပောက်ကိုတိုင်လက်တစ်တိုင်စီနဲ့အဆုံးထိထိုးသွားပါမယ်နော် တပောက်ကိုတိုင်လက်တတိုင်စီနဲ့အဆုံးထိထိုးသွားပါမယ်။ဒီထိရောက်သွားလို့ရှိရင်လည်းနောက်တစ်ချောင်းထိုးဖို့အတက်ဖုံမီတစ်ချက်ထိုးပါမယ်။ဖုံမီတစ်ချက်ထိုးပြီးရင်ဒီဘက်ကိုပြန်လှည့်ပါမယ်။ပြီးရင်တပောက်ကိုတတိုင်စီနဲ့တိုင်လက်တွေထိုးသွားပါမယ်နော်။ဒီပုံစံအတိုင်းလေးပဲအလုံးပေါင်း73ချောင်းထိုးသွားပါမယ်နော်။ဒီမှာကတစ်ချောင်း၊၂ချောင်းထိုးပြီးပြီဆိုတော့နောက်ထပ်71ချောင်းဒီပုံစံအတိုင်းလေးပဲနောက်ထပ်71ချောင်းထပ်ထိုးသွားပါမယ်နော်။ ဆိုရင်73ချောင်းထိုးလို့ပြီးသွားပြီပေါ့เนาะ73ချောင်းထိုးပြီးရင်ဒီမှာအဆုံးတက်လိုက်ပါမယ်เนาะပြီးရင်ပန်းမွင့်လေးထိုးပါမယ်ပန်းမွင့်ထိုးဖို့အတွက်အရင်ဆုံးဖွံ့မီးအချက်40ရင်ထိုးပါမယ်เนาะဖွံ့မီးအချက်40ထိုးပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 12အချက်40ထိုးသွားပါမယ်နော်ဘုန်းကြီးဖူမီအချက်40ထိုးပြီးသွားပါပြီဖူမီအချက်40ထိုးပြီးပြီဆိုရင်ဒီထိုးထားတဲ့ဒီအပောက်ကဲ3ပေါင်းမြောက်ပေါ့နော်ဒီမှာတစ်ပေါက်2ပေါက်3ပေါက်ဒီ3ပေါင်းမြောက်အပောက်မှာတိုင်ရှင်9တိုင်ထိုးပါမယ်နော်တန်ရှင်း၅နိုင်ထိုးပါမယ်။တပောက်ထဲကိုပဲတန်ရှင်း၅နိုင်ထိုးမှာပါနော်။ ိုင်ပြီးသွားပါပြီ။နန်းတိုင်သုံးတိုင်ဒီတိုင်ငါးတိုင်ဒီတပေါက်ထဲမှာတိုင်ရှင်ငါးတိုင်ထိုးပေးပါပြီနော်။တိုင်ရှင်ကားနေထိုးပြီးပြီဆိုရင်အခုထိုးတဲ့ဒီအပေါက်ကဒီအခုထိုးထားတဲ့အပေါက်ကဘေးကအပေါက်ထဲမှာတိုင်တူလေးထိုးလိုက်ပါမယ်နော် tay đồ lê thô vào mẹ Bí yên náu đá bao vào nó Náu đá bao mà lê tay đồ thô lại vào mẹ Bí yên náu ở bao mà tay xế ngã này thô vào mẹ nó Đi về gà náu đá bao mà tay xế ngã này thô vào mẹ Đế nè, Tổ လေးငါတိုင်ရှင်ငါးတိုင်ထိုးပေးပြီဆိုရင်ဒီဘေးကအပေါက်ထဲမှာဒီဘေးကအပေါက်ထဲမှာပေါ့နော်ဒီဘေးကအပေါက်ထဲမှာတိုင်ထိုးထိုးလိုက်ပါမယ်ပြီးရင်ဘေးကအပေါက်ပေါ့နော်နောက်တစ်ဘေးကအပေါက်မှာလည်းတိုင်ထိုးတစ်ခိုင်ထပ်ထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှင်ထိုးတိုင်ရှင်ငါးတိုင်ထိုးပါမယ်နော် ဘာတဲ့ကိုပဲတန်ရှင်ကားလိုက်ထိုးပါမယ်နည်တော့လီငါတပောက်ထဲမှာတန်ရှင်ကားလိုက်ထိုးပြီးပြီဆိုရင်ဒီဘေးကအပေါက်ထဲမှာနော်ဒီဘေးကအပေါက်ထဲမှာတိုင်တူထိုးပါမယ် ပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုနာတစ်ဆိုင်ထပ်ထိုးပါမယ်ပြီးပြီဆိုရင်နောက်အပေါက်မှာတိုင်ရှင်ငါးနိုင်ထိုးပါမယ်လေးနာ ။မကတိုင်ရှင်၅တိုင်ပြီးပြီဆိုရင်ဒီဘေးကပေါက်တယ်မှတိုင်တူပဲထိုးပါမယ်နော်။ပြီးရင်နောက်တစ်ပေါက်မှတိုင်တူနောက်တစ်တိုင်ထပ်ထိုးပါမယ်။ဒီပုံစံအတိုင်းလေးရပါမယ်နော်။ဒီလိုမျိုးလေးရပါမယ်နော်။ဒီမျိုးလေးရပါမယ်။ဒီပုံစံအတိုင်းပဲပေါ့နော်။တပောက်ထဲမှာတိုင်ရှင်၅တိုင်ထိုးတယ်ပြီးလို့ရှိရင်နောက်ဘေးပေါက်မှာ ေးနှစ်ပေါက်မှာပေါ့နော်တစ်ပေါက်ကိုတစ်တိုင်စီနဲ့တိုင်ထိုးနှစ်တိုင်ထိုးတယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှည်တစ်ပေါက်ထဲကို၅တိုင်ထိုးတယ်၅တိုင်ထိုးပြီးရင်နောက်တစ်ပေါက်မှာတိုင်ထိုးထိုးတယ်နောက်တစ်ပေါက်မှာလည်းတိုင်ထိုးထိုးပါတယ်တိုင်ထိုးနှစ်ပေါက်ထိုးပဲပြီးရင်တိုင်ရှည်တစ်ပေါက်ထဲကို၅တိုင်ထပ်ထိုးမယ်အဲ့လိုမျိုးနဲ့ပေါ့နော်ဒီအဆုံးထိဒီအဆုံးထိဒီပုံစံတိုင်းလေးထိုးသွားပါမယ်နော်လာပါနော်အဆုံးတီထိုးလာပြီပါပြီထိုးလာပြီပြီဆိုရင်ခြေကိုအဆုံးတက်လိုက်ပါမ ပြီးရင်ခြေကိုဖြတ်လိုက်ပါမယ်ဒီလိုပုံလေးဖြစ်တယ်မယ်ကောနော်ဒီလိုပုံလေးဖြစ်ရင်ပန်းဝင်ပုံလေးပေါ်လိုက်ပါမယ်ပြီးဆိုရင်ဒီဆက်ဆောက်ဆုံးထိုးခဲ့တဲ့နေရာလေးကနေပြီးတော့လိမ့်လိမ့်ပြီးတော့ပန်းဝင်ပုံလေးပေါ်ပါမယ်နော်ဒီနေရာလေးကနေပြီးတော့ဒီလိုတရည်ချင်းစီလိမ့်လိမ့်လေးတွေကိုပန်းဝင်ပုံပေါ်သွားပါမယ်နော် ပြီးရင်အောက်ကကြိုးလေးထိုးပါမယ်။ဖဲဝင်းအောက်ကကြိုးလိမ်လေးထိုးဖို့အတွက်အရင်အဦးဆုံးဖွံ့မီ35ချက်ကိုအရင်ထိုးပါမယ်နော်။ဖွံ့မီ35ချက်ထိုးပါမယ်နော်။ဒီ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ကို30 တဲ့စနစ်30နဲ့5ချက်ထိုးသွားပါမယ်နော်ဖူမီ35ချက်ပြီးပြီဆိုလို့ရှိရင်ဒီဖူမီအပေါက်ဒီအပေါက်ကဒီဘေးကအပေါက်ပေါ့နော်ဒီဘေးကအပေါက်မှာတိုင်တိုး၃နိုင်ထိုးပါမယ်နော်တပေါက်ထဲကိုပဲတိုင်တိုး၃နိုင်ထိုးမှာပါနော်နဲတော့ပြီးရင်နောက်တစ်ပေါက်မှာလည်းတိုင်တိုး၃နိုင်ထိုးပါမယ်တဲ့ နဲ့တော့ဒီရင်နောက်တစ်ပောက်လဲတိုင်လို့သုံးလိုက်ထိုးပါမယ်နော်နဲ့တော့ဒီပုံစံအတိုင်းပဲပေါ့နော်တစ်ပောက်ကိုတိုင်လို့သုံးတိုင်စီထိုးသွားပါမယ်နော် ဆိုရင်တပောက်ကိုတိုင်တူသုံးနိုင်စီနဲ့အဆုံးလေးထိုးလာပြီးပါပြီเนาะအဆုံးလေးထိုးလာပြီးပြီဆိုရင်ချီကိုအဆုံးသတ်လိုက်ပါမယ်เนาะဒီချိုးလေးကိုထည့်ပြီးတော့ဒီချိုးလေးကိုထည့်ပြီးတော့အဆုံးသတ်လိုက်ပါမယ်เนาะအဆုံးသတ်ပြီလို့ရှိရင်ဒီဒီအဆုံးသတ်မဲ့ဒီချိုးကိုရှည်ရှည်လေးထားပြီးတော့ညှပ်ပါမယ်เนาะဒီလောက်ဒီလောက်ရှည်ရှည်ထားပြီးတော့ညှပ်ပါမယ် ဆိုရင်ကျိုးလင်းနေဆောင်သက်ပြီပေါ့နော်ဆိုရင်ဒီဒီဒီပထမအစတော့အကျိုးကိုညှထုတ်လိုက်ပါမယ်နော်ဒီကျိုးလေးကိုလိမ့်ပါမယ်နော်ဒီထိုးလာတဲ့အတိုင်းလေးပဲအလင်းလေးတွေကိုဒီတိုင်းလေးပြပြလေးလိမ့်ပါပါမယ်နော် 借给我。 ါမယ်เนาะပြပြလေးလုပ်ဖို့အတွက်ဒီလိုမျိုးလေးအရင်ဦးဆုံးဒီလိုမျိုးခောက်လိုက်ပါမယ်ခောက်ပြီးရင်ဒီဒီလိုမျိုးပြန်ခောက်ပါမယ်ဒီဘက်ကိုပြန်ခောက်မယ်ဒီဘက်ကိုပြန်ခောက်မယ်ပေါ့เนาะဒီလိုမျိုးလေးခောက်လိုက်ပါမယ်เนาะလိုမျိုးလေးရပြီဆိုလို့ရှိရင်ဒီဒီ ကျိုးလိမ်လေးထိုးထားတဲ့ဒီကျိုးသုံးကျိုးနဲ့ပေါ့နော်ဒီညမှာဒီလိုမျိုးထုံပြီးတော့အလဲတက်တက်မှာပေါ့နော်အလဲတက်တက်မှာဒီလိုမျိုးလေးဆူပြီးတော့ဒီမှာထုံလိုက်ပါမယ်နော်ဒီနေရာမှာခြေလိုက်ပါမယ်နော်။ဒီနေ့ခြေလိုက်ပါမယ်။ ချီပြီးပြီဆိုရင်ဒီနှစ်ကြိုးဒီသုံးကြိုးနဲ့နှစ်ကြိုးလောက်ယူပြီးတော့ထပ်ရလိုမျိုးချီပါမယ်နော်နှစ်ချက်လောက်ချီပြီးပြီဆိုရင်တော့ကျိုးလေးကိုဖြတ်လို့ရပါပြီเนาะ ချီပြီးဆိုရင်ကျိုးကိုဖြတ်ပစ်ပါမယ်။ဒါဆိုရင်ဒီလိုပုံလေးရပြီပေါ့နော်။ဒီလိုပုံလေးရပါပြီ။ပြီးရင်ဒီဒီဒီအလယ်မှာဒီနှင်းစီပွင့်လေးကိုတတ်ပါမယ်နော်။ဒီပန်းဝင်လေးကိုတတ်ဖို့ကဒီအဲ့နဲ့ပေါ့နော်အဲ့နဲ့အဲ့နဲ့ချုံရပါမယ်။ဒီမှာပါ။ အောက်ကိုဒီပန်းဝင်းကအယောင်ချီနေပဲချုပ်ပါမယ်နော်ပန်းမှုနေချုပ်ဖို့အတွက်ဒီပန်းမွင်းဒီအလဲကပေါ့နော်ဒီအလဲမှာအောက်ကိုအောက်ကိုထိုးလိုက်ပါမယ်ဒီထိုးပါမယ်ဒီဆက်ဒီအပေါက်ထဲပေါ့နော်ဒီအပေါက်ထဲဒီထိုးပါမယ်အေးဒီဘက်ကနေပြီးတော့လည်းပြန်ထိုးပြီးတော့ချုပ်ပါမယ်

တည်လေတော့ပါမယ်ခရစ်တော်ဘုရားအရင်ဆုံးကော်ဖို့ဒီနာမှာကပ်ပါမယ်နော်ဆိုရင်